ပြန်လှုပ်ပေးတာကိုယေရှုတင်တယ်လို့တချို့တလေပြောနေကြမှာကတော့ပါလီးမှယေရှုမတင်နိုင်ဘူးတိလားအဲ့တော့ဒီဟာငါကကြီးအခုလှုပ်ပေးလိုက်တယ်အဲ့လှုပ်ပေးလိုက်တယ်အကုန်လုံးအချုပ်သွားတယ်ဘာနော်ဒီလိုနေဖြစ်လာအဲ့ဒါထာဝရယေရှုမတင်သေးဘူးလားလှုပ်ပေးလဲဆိုတာခင်ဗျအောက်ချီကလှုပ်ပေးလို့မရဘူးအခုငါမင်းဆိုလို့ဟာမျိုးလှုပ်ပေးလိုက်တယ်ငါချောက်တော်တော်များနေဗျာတိရောက်ကိုကြီးအဲရမ်းကြမ်းမကြီးကောင်းပါလေ။ဘာပြောနိုင်လဲ။အဲတိုင်းပြီးတော့ဘာလုပ်နိုင်တော့ကြာတာကျွန်တော်တို့ကျိုးနေတာ ਨੇ ဖမ်းမိထည့်တာပဲဒါပဲလေအခုကဘာထွက်ပြောနိုင်တော့မကြည့်တော့အများကြီးဖြစ်သွားတယ်ဗျာနော်ကျွန်တော်တို့အချုံကြအများကြီးဖြစ်တယ်ကျမကြီးရဲ့တံပိုးကဘာနဲ့မှမမလဲနိုင်ပါဘူးနော်အဲ့ကျွန်တော်တို့၃နှစ်ကြာရတယ်မိသားတစ်နှစ်ပဲရသေးတယ်ကျွန်တော်နဲ့နှစ်လောက်နေရအောင်အဲ့ကျွန်တော်ကျေးဇူးမတင်ရဘူးလားကုစီဘာကြောင့်ကျွန်တော်မတိုင်ဘူးဒါကိုစီပြောလာလို့ကျေးဇူးမတင်နိုင်ဘူးဒီအစိုးရကိုပြောလာလို့ကိုစီကိုကျွန်တော်ရှင်းတာကျေးဇူးတင်တယ်ဗျာကျေးဇူးတင်တတ်လိုက်လို့ကျေးဇူးတင်ရမယ်ဗျာဆော့ရနေပါလို့ထောင်ထဲမှာတစ်နှစ်ကျော်နေရအောင်ကဲကျွန်တော်ကျေးဇူးမတင်ရဘူးလားကုစီခင်ဗျားတို့ကဟာလားအစိုးရနဲ့ ြည်သူကိုတွေးခွဲဖို့တမတော်နဲ့ပြည်သူတွေးခွဲဖို့ပြည်သူအချင်းချင်းတွေးခွဲဖို့ခင်ဗျားတို့နိုင်ငံသားမှနေတဲ့တွေ့ဒီနောက်ပဲခင်ဗျားတို့နားလေအားလုံးပဲမင်္ဂလာပါခင်ဗျာနိုဝင်ဘာ28ရက်နေ့မှာအချင်းထောင်ကနေလွတ်မြောက်လာခဲ့တဲ့ငားမင်းဆွေရဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုကျေးဇူးတင်ပါတယ်ဆိုတဲ့ပြောဆိုချက်ဟာလူမှုကွန်ရက်ပေါ်မှာခရရရိုက်ခတ်ခဲ့ရုံမကပဲနမေကျော်အမေသားကြီးကိုစီးကားရဲ့ပြင်းထန်တဲ့ဝေဖန်မှုကိုပါခံခဲ့ရပါတယ် ကိုစီကကထောင်ချပြီးမှလွတ်ပေးတဲ့စစ်တပ်ကိုဘာကြောင့်ကျေးဇူးတင်ရတာလဲဆိုပြီးမေကွန်ထုတ်ပြစ်တင်ဝေဖန်ခဲ့ပြီးနောက်ငါမင်းဆွေကိုရိုင်းကအခုခါမှာကိုစီတိစီရန်ခေါင်းစဉ်နဲ့သူ့ရဲ့တက်ထုတ်ဗီဒီယိုအစ်စ်ကိုထပ်မံထုတ်ပြန်လာခဲ့ပါတယ်။ငါမင်းဆွေဟာစစ်တပ်ကိုဘာကြောင့်ကျေးဇူးတင်ရတယ်လဲသူ့ရဲ့ယက်တီချက်နဲ့ပြောဆိုမှုတွေရဲ့နောက်ွယ်ကအကြောင်းရင်းအမှန်ကိုဒီဗီဒီယိုထဲမှာအသေးစိတ်ရှင်းပြသွားခဲ့ပါတယ်။ ကျမ်းမာရေးအတွက်အကျိုးမြတ်ရခဲ့တာတွေထောင်ထဲကထမင်းဟင်းတွေဟာပြည်သူအခွန်အရေးတွေဖြစ်လို့ပြည်သူတွေကိုလည်းကျေးဇူးတင်ရတဲ့အကြောင်းတွေကိုထက်လောင်းပြောဆိုခဲ့တဲ့ငါမင်းဆွေရဲ့ငူရင်းရုပ်တံကိုအပြည့်စုံနားဆင်ပြီးပြည်သက်ကြီးအနေနဲ့သူ့ရဲ့ရှင်းလင်းချက်ကိုဘယ်လိုမြင်တယ်လဲဆိုတာဝေဖန်သုံးသပ်နိုင်မှုတင်ဆက်ပေးလိုက်ပါတယ်။အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။သူတင်သေးတယ်ကျွန်တော်ပြောပြမှာ။နိုင်ငံတော်ကြီးညိုတက်စီမှုနော်။ မှနှစ်မျိုးရှိတယ်ဗျာငါးငါးကကြီးထောင်၃နှစ်ထိခြားနိုင်တယ်၃နှစ်ပဲခြားနိုင်တယ်အများဆုံးအဲ့ဒီငါးငါးကကြီးနိုင်ငံတော်ကြီးညိုပြက်စီမှုနဲ့နောက်နိုင်ငံတော်ကြီးညိုပြက်စီမှု124ကကြီးဆိုတော့လေနိုင်ငံတော်ကြီးညိုပြက်စီမှုပဲအဲ့ဒါကြတော့အနှစ်20ကျနိုင်တယ်ဗျာနော်အဲ့ဒါနှစ်မျိုးရှိတယ်နှစ်မျိုးရှိတယ်အဲ့ကျွန်တော်ကိုယ်တိုင်ဒီနှစ်မျိုးလုံးနဲ့အန္တရာယ်လက်ထက်က124ကကြီးနဲ့ကျွန်တော် ဖန်စီအရေးယူခံရတယ်အခုဟာလာနတ်ဆကလက်ထက်မှာကျွန်တော်ကဟာလာငါငါနဲ့ဖန်စီအရေးယူခံအဲ့တော့ဒီပုံမှန်နှမျိုးမှာငါငါကကြီးဒီထောင်တန်သုံးနှစ်ထိပဲကြာတယ်အဲ့တော့ငါငါကကြီးကအောက်ခြေရဲတပ်ဖွဲ့နော်အောက်ခြေဒီမျိုးနဲ့အပန်ရဲစခန်းနေနော်ရဲစခန်းတွေကဆွဲတာဗျရဲစခန်းတွေကဆွဲတာ ွဲပြီးတော့တရားမျိုးနဲ့တရားယုံကိုစွဲပြီးတော့အပြစ်ချတာ124ကကြီးကြတော့သူ့ရဲ့ပြဋ္ဌာန်းချက်တည်းမှာဟောပါတယ်124ကကြီးနဲ့စွဲမဆိုရင်ဒုတိယနိုင်ငံတော်အကြီးကဲကဟာလာခွေပြုမှာဒါ124ကကြီးရဲ့ဥပဒေပြဋ္ဌာန်းချက်တည်းမှာပါတယ်နိုင်ငံတော်အကြီးကဲကခွေပြုမှာဆွဲလို့ရတယ်နော် အောက်ချီရေတပ်ဖွဲ့ဆွဲလို့မရဘူး120တိကကြီးကိုနော်နိုင်ငံတော်ကြီးညိုတွေ့စီမှု120တိကကြီးကျွန်တော်လက်ကျွန်တော်ဆွဲခံထိတော်ကနိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့လက်မှတ်နဲ့ငါးမင်းစုကို120တိကကြီးနဲ့ဆွဲလိုက်ပါဆိုတော့အဲ့ဒီနိုင်ငံတော်သမ္မတဦးဝင်းမြင့်ကရဲ့လက်မှတ်နဲ့ဟာလာတက်ဆိုင်တရလူ CID ရေတပ်ဖွဲ့တရလူကဟာလာခရိုင်တရားရုံးကိုတင်ပြပြီးတော့နော်အဲ့ဒီလက်မှတ်ပါမှာခရိုင်တရားရုံးကဒီမှုကိုလက်ခံတယ် เนาะเตียนเสร็จดีกาจีตะโบอ่ะแค่ตะโบปอกละเนาะไอ้တော့อะกูจนเราก็หลบไปไล่ตางางากาจีดิအောက်ချီမှာရဲတပ်ဖွဲ့ကဆွဲလာတာဘူဂျုံမူကြီးမင်းအောင်လိုက်လက်မနဲ့ဆွဲလာတယ်မဟုတ်ဘူးအောက်ချီကရဲတပ်ဖွဲ့ကဆွဲလာတာကျွန်တော်ကလည်းလှိုင်မျိုးနဲ့ရဲရဲစခန်းကဟာလာလှိုင်မျိုးလှိုင်ရဲစခန်းကကျွန်တော်ကို စွဲတာဘာမှနိုင်ငံတော်အကြီးကြီးစီတင်ပြကြမလို့နော်အဲ့ဒီလိုပြအဲ့တော့နော်အောက်ထီမှာဘာတွေဖြစ်နေလဲဆိုရင်နော်ကျွန်တော်စွဲလိုက်တယ်ငါးငါးကကြီးကျွန်တော်ဖမ်းလိုက်တယ်အဲ့ငါးငါးကကြီးတို့အများကြီးဖမ်းတယ်ဗျာနော်ဖမ်းတယ်ကျွန်တော်ဆိုရင်ဒါကျွန်တော်ကူလေနော်ကျွန်တော်ဆိုရင်ကျွန်တော်ငါးငါးကကြီးနဲ့လက်ဖမ်းတာ နော်သူတို့ဖုံးမလို့မတော်ဘူးကျွန်တော်ကျွန်တော်အိမ်မှာလာဖမ်းလိုက်ကြိုက်ထုတ်ပါတိုက်ထုတ်ရစတိုက်ထုတ်ရစကမ်းကိုကျွန်တော်ဖုံးမတော်ဘူးဒါပေမဲ့ကျွန်တော်ကျွန်တော်သုံးနေတဲ့ကျွန်တော်ဖေးဖို့သုံးနေတဲ့ဖုံးကိုကျွန်တော်ထည့်သွားတယ်ထည့်သွားပြီသူတို့ကျွန်တော်အိမ်ကိုလာပြီးဖုံးပေးပါဦးမင်းစီပါညာဖုံးမှယူလာမပြောဘူးရအဲကျွန်တော်ဖုံးယူသွားတယ်ဘာဖြစ်ရှင်းစာစီရှင်းမော်ဗျာသူတို့ဘာနဲ့ဆွေးတာမှလည်းမသိဘူးဒါဖုံးဖုံးတဲ့ဟာ လက်ဆွဲမှာပေါ့ဗျအဲကျွန်တော်ဖုံးယူသွားတယ်ဖုံးယူပြီးတော့တိုက်ချုပ်ရဲစခန်းမှုကျွန်တော်အားလိုက်အားလိုက်ကားပေါ်မှာပဲအားလိုက်နောက်နေ့ကျတော့လှန်ရဲစခန်းကတိုက်ချုပ်ကြီးလာပြီးဆင်းခေါ်နော်ဆင်းခေါ်ပြီးတော့လှန်ရဲစခန်းရောက်တော့ကျွန်တော်ကိုအမှုစစ်တာပါဗျာအမှုစစ်တော့သူတို့ဆွဲထားတဲ့ဟာတွေကြည့်လိုက်တော့ကျွန်တော်၅မိနစ်လေးအကောက်ကကျွန်တော်ရေးတဲ့အကောက်ကဟာတွေမဟုတ်ဘူးဗျာ ူတို့ဆိုရတဲ့အချက်14ချက်စလုံးဟာငါမင်းဆိုအကောက်တုကရေးရတာငါမင်းဆိုအကောက်တုရှိတယ်အကောက်တုတွေအများကြီးရှိတယ်အဲ့ဒီအကောက်တုတွေအများကြီးတဲမှာအဲ့ဒီအကောက်တုတစ်ခုက follow ဒီ friend တော်များတယ်ဗျသူလည်း friend 3000 4000ကျော်လောက်ရှိမှတန်းအဲ့ဒီ तू ကလည်းရေးတတ်တာတတ်တယ်ဗျနော် तू ကနည်းနည်းရေးတတ်တာတတ်တယ် ဆိုတော့အဲ့ဒီအကောက်တုကငါမင်းဆိုအကောက်တုကဟာရီဗျ။တော့ဘုကြုံမူကြီးမြောက်လိုက်ကိုဖောင်းထုတ်ထားတာကြီးပေါ့ဗျ။ကြမ်းကြမ်းတန်းတန်းရေးကြတာလေ။အဲ့ဒီအချက်ဆက်လေးချက်လုံးကျွန်တော်မရေးတာဘူးဗျ။အဲ့တော့ကျွန်တော်ကလှန်ရေးစကားမှာကျွန်တော်ရေးတာမဟုတ်ဘူး။ဒီမှာကြည့်ကျွန်တော်ဖုံးလို့မှလည်းမရှိဘူး။တော့ကျွန်တော်ခင်ဗျားတို့စကင်ရှော့ရိုက်ပြီးတော့အဲ့ဒီအကောက်ကဟာစကင်ရှော့ရိုက်ထားတဲ့ဟာလေးအဲ့ဒီအကောက်ရဲ့နံပါတ်တွေနဲ့ကျွန်တော်အခုငါးမင်းဆိုကျွန်တော်သုံးနေတဲ့အကောက်နံပါတ်တွေမတူဘူး။ ံပါတ်ချင်းလည်းမတူကျွန်တော်ဖုန်းထဲမှာလည်းမရှိဘူး Facebook နံပါတ်ချင်းလည်းမတူအကောင့်နံပါတ်ချင်းလည်းမတူကျွန်တော်ဖုန်းမှာပေးလိုက်တယ်အဲဒါကသူတို့ပြောဒါ CID ပို့မယ်ကျွန်တော်ဖုန်း CID ကပဲစစ်ဆေးမှာပေါ့ဗျာအဲ CID ပို့ကျွန်တော်တော့ချုပ်ထားတာပေါ့ insight ထောင်းကျွန်တော်အချုပ် insight အဲ့တော့ CID ကပြန်ကြလာတော့လေသူတို့စွဲတဲ့အချက်ဆက်လေးချက်စလုံးကကျွန်တော်ငါမစ်ဆွေကျွန်တော်ဖုန်းထဲအကောင့်မှာမရှိဘူး အဲကျွန်တော်ဖုန်းနဲ့အကောင့်မှာဘာတွေရှိတယ်ဆိုကျွန်တော်ပြောရတာတွေရှိတာပေါ့ဗျာကျွန်တော်ပြောရတာရေးရတာတွေနော်ရှိတာပေါ့ဒါပေမဲ့သူတို့ဆိုရတဲ့အချက်ဆက်လေးချက်ဆိုတော့ကျွန်တော်တော့မရှိဘူးအဲ့တော့ကျွန်တော်ဖုန်းထဲမှာတွေ့တဲ့ဟာတွေနဲ့လည်းသူတို့ထပ်ပြီးတော့အမှုတစ်ခုထပ်မဖွေတော့ဘူးကျွန်တော်ဖုန်းထဲမှာတွေ့တဲ့ဟာတွေကိုသူတို့တက်တေကံနေနဲ့ပဲတင်လိုက်တာမသိဘူးတရားရုံးအဲ့တော့မှားယွင်းပြီးတော့နော်ကျွန်တော်ပြောတာမှားယွင်းတော့တယ်ကျွန်တော်မှုပါအဲ့အဲ့တော့ ကျွန်တော်ဘက်ကရှိနေရဟာလားကျွန်တော်အမှုရင်ဆိုင်တော့တို့တရဲ့လူတွေစစ်ပြီးတော့နော်တေခံတတ်သိစစ်တော့ကျွန်တော်ရှိနေရနော်ဒါဟာလားငါမင်းစုအကောက်အစစ်ပါပါညာဥဒ္ဒါခင်ဗျားတို့ကအတုပါတော့ကျွန်တော်တို့တတ်သိတင်ရတော့ဗျာကျွန်တော်အကောက်အစစ်ကိုဟာရိုက်ပြီးတော့တတ်သိတင်တတ်သိစက်သိဆိုတင်ရတယ်တရားသူကြီးဆိုဒီတတ်သိဒီတွေ့မှသူကဆုံးဖြတ်လို့ဗျာအဲ့တော့ တရားသူကြီးကျွန်တော်ဆင်းနေတက်တည်တင်တယ်ဒီအကောက်အစစ်ကဒီအကောက်နံပါတ်တွေပါနေခင်ဗျားတို့ဆိုရတဲ့အကောက်နံပါတ်နဲ့မတူဘူးဆိုတာကျွန်တော်အကောက်စစ်ကအကောက်နံပါတ်တွေပါကျွန်တော်အကောက်စစ်ကဟာတွေကိုဟိုဟာအပြစ်မှာချပြီးတော့ဟိုဟာဖေးဖို့တူမှာချပြီးတော့အဲ့ဒါကိုတက်တည်တင်တာလဲဒါကျွန်တော်ဖုံလဲသူတို့လက်ထက်မှာနော်ကျွန်တော်ဖုံလဲသူတို့ရဲလက်ထက်မှာတရားရုံးလက်ထက်မှာအဲ့ဒီတက်တည်တွေကိုအတင်မခံဘူးဗျာတရားသူကြီးက အဲ့ဒီတက်တေကိုတရားသူကြီးကပယ်ချရတယ်ဗျာတက်တေကိုအသွင်းမခံတာအဲ့တော့ကျွန်တော်ကြပြီဘို့ဗျာထိုင်းဘက်သို့မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးများကြားရောက်ပြီးနောက်တောင်ရင်မြစ်ကိုဖျက်ကူးသောနေဆက်ကိတ်များအလုံးကိုထိုင်းအာဏာပိုင်များကခုနှစ်ရက်တိတိပိတ်ပင်ထိုင်းဘက်သို့မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးများကြားရောက်ပြီးနောက်တောင်ရင်မြစ်ကိုဖျက်ကူးသောနေဆက်ကိတ်များအလုံးကိုထိုင်းအာဏာပိုင်များကခုနှစ်ရက်တိတိပိတ်ပင်လိုက်ကြောင်းထိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်သည် နိုဝင်ဘာလ30ရက်နေ့မြတ်သူမြတီမြို့နယ်မင်းလက်ပံကြေးရွာရှိ KNU ကစုံစမ်းစစ်ဆေးရေးလုပ်နေသောကြားဖြန့်အလုပ်ရုံကိုစစ်တပ်ကတိမ့်ပိုက်နိုင်ရန်အပြင်းထန်ထိုးစစ်ဆင်လာပြီးလက်နက်ကြီးများဖြင့်တောက်လျှောက်ပစ်ခတ်ခဲ့ရမှာထိုင်းဘက်သို့လက်နက်ကြီးများကြားရောက်ပောက်ကွဲခဲ့ပြီးနေအိမ်များပျက်စီးခြင်းနှင့်လူနှင့်ဦးထိခိုက်ဒဏ်ရာရခြင်းများဖြစ်ပေါ်ခဲ့ကြောင်းထိုင်းဘက်ကလည်းတတိပေးပစ်ခတ်မှုများပြန်လည်လှုပ်ဆောင်ခဲ့ပြီးနောက်နေဆက်တောင်ရင်မြစ်ကန်ကူဂိတ်များအလုံးကိုနိုဝင်ဘာလ30ရက်နေ့မှဒီဇင်ဘာလ6ရက်နေ့ အထီးပိတ်ပင်လိုက်ကြောင်းသိရှိရသည်။အမတ်တချစ်ကြီးတရားကတော့ဖွင့်ထားတဲ့ပိတ်တာကတောင်ရင်မြေကမ်းကိုဖြတ်ကူးတဲ့တပါသူမြလမ်းကြောင်းဂိတ်တွေပိတ်တာမဲရမတ်မဲဆတ်ဖုတ်ဖရအုံဖန်တားဆောင်ရမ်းမှရှိတဲ့ဂုံစီနဲ့လူကူးတဲ့ဂိတ်တွေပိတ်ကုန်တာဂုံရောလူရောအကုန်ကန်းကူးတာပိတ်လိုက်တာအခြေအနေမတိမငိမ့်မချင်းဆက်ပိတ်မယ်လို့အမိတ်စာမှာရေးထားတယ်ဟုထိုင်းမြန်မာနယ်စပ်စည်ရေးတရင်ရင်မြစ်ကပြောဆိုသည် လက်ရှိတွင်ထိုင်းစစ်တပ်ကထိုင်းနိုင်ငံတပ်ခရိုင်မဲဆောက်မြို့နယ်မဟာဝံကြီးရွာအုပ်စုအမှတ်၄မဲကိုင်းကင်ကြီးရွာနှင့်မျက်နှာချင်းဆိုင်မင်းလက်ပံကြီးရွာတွင်ဆက်လက်ပြင်းထန်နေ၍လုံခြုံရေးကိုထိုင်းမြန်မာနယ်စပ်တလျှောက်ထိုင်းဘက်ခြမ်းတွင်ထိုင်းစစ်တပ်ကတိုးမြင့်ထားကြောင်းသိရှိရသည် မြတ်သူညတီမြို့နယ်မင်းလက်ပံကျေးရွာအနီးရှိကြားဖြန့်ရုံများကို KNU ကနိုဝင်ဘာလ22ရက်နေ့တင်ပိုက်ခဲ့ပြီးအဆိုပါနေရာများရှိကြားဖြန့်အလုပ်ရုံနှင့်ဝင်းများကို စုံစမ်းစစ်ဆေးရေးများလှုပ်ဆောင်နေခြင်းစစ်တပ်ကထိုးစစ်များအရှိန်ဟုန်မြင့်နေခြင်းဖြစ်သည်။အဲ့ဟိုအသွင်းမခံဘူး။အဲ့ဒီအဲ့ဒီရှေ့အဲ့ဒီအကောက်တုကကြီးကလည်းဖြစ်နေတော့သူကကျွန်တော်အင်းစိမ်မှာကျွန်တော် ထောင်ထဲထည့်ထားတယ်ကျွန်တော်ဖြစ်တဲ့ချိန်မှာအကောက်တုကြီးကလည်းဆက်ရေးနေတယ်ဗျဒီနေ့ထိရေးနေတော့မယ်ကျွန်တော်ထောင်ကြွားလာအကောက်တုကြီးကရေးနေတယ်ကျွန်တော်အချုပ်ခံရတဲ့ချိန်မှာလည်းအကောက်တုကြီးကသူ့ငါးမင်းဆွေအကောက်မှာရေးနေတော့မယ်ဗျအဲ့တော့ဒါကြီးကတိတာကြီးကြီးခင်ဗျထောင်ထဲမှာခင်ဗျဖုံးကင်လို့ရတာမဟုတ်ပဲဗျဘယ်သူမှဖုံးကင်လို့ရတာမဟုတ်ပဲအချုပ်ထဲမှာထောင်ထဲမှာတရားခံတယောက်ဖြစ်သွားပြီဘယ်သူမှဖုံးကင်လို့မရဘူးအဲ့တော့အဲ့ဒီအကောက်တုကြီးကရေးနေတော့ဗျာ ူတို့လည်းသိမှာပဲဗျာရဲတွေလည်းသိတယ်တရားသူကြီးလည်းအဲ့ဒီအကောင့်သူ့ထွယ်ဝင်ကြည့်ယူလာဗျာသူတို့သူတို့သူတို့စကင်ဆော့ရိုက်ပြီးဆွေးရတာဟာရကျွန်တော်မှမဟုတ်ပဲအဲ့ဒီအကောင့်သူ့ကြီးကြီးလာအဲ့တော့ကျွန်တော်ထောင်ချလိုက်เนาะသုံးနှစ်ချရတယ်ဒါကိုဘုโจမူကြီးမင်းအောင်လိုင်းနိုင်ငံတော်ဆိုတာဘယ်လိုလုပ်သိနိုင်မလဲဗျာအောက်ခြေမှာရဲတွေရဲ့မှားယွင်းမှုတရားသူကြီးတွေရဲ့မှားယွင်းမှုတွေကိုဘုโจမူကြီးမင်းအောင်လိုင်းဘယ်လိုလုပ်သိနိုင်မလဲတပြေလုံးတိုင်းတန်နဲ့ဖြစ်နေကြတာလीအ ဟုတ်လားနိုင်ငံတော်ကြီးကဲဆိုတာသူ့မှာဘူကြုံမှုမရောက်လာဘူးသူ့မှာနိုင်ငံတော်နိုင်ငံတော်ဝင်အများကြီးပြနော်သူကတချုပ်တော်ဝင်လဲထမ်းဆောင်ရတယ်တမရတော်ဝင်လဲထမ်းဆောင်ရတယ်ဟုတ်လားတိုင်းပြည်ကလည်းပုံမှန်ချင်းနေမဟုတ်ဘူးအရေးပေါ်ချင်းနေနော်ဟိုမှာစစ်ဖြစ်ဒီမှာစစ်ဖြစ်ဟိုမှာနေမြေလေးဆုံးရှုံးဒီမှာဒီမှာနေမြေဆုံးရှုံးဖြစ်နေတဲ့ချိန်တခါမန္တလေးငလင်ကြီးကလည်းထလှုပ်အဲ့တော့ အဲ့ဘိုးရောမူမြောင်းလာတယ်ဒါတွေမသိနိုင်ဘူးရအောက်ခြေမှာဖြစ်နေတာဒီငါးငါးနဲ့ပတ်သက်တာအောက်ခြေရဲစခန်းနေမှာဒီလိုမတရားတွေမဟုတ်မမှန်တာတွေဖြစ်နေတခါကျွန်တော်နဲ့သူလှိုင်မျိုးနဲ့မှာအမှုရင်ဆိုင်လာတဲ့905အမျိုးသီးမိန်းကလေးတယောက်ဆိုရင်သူချစ်တဲ့လူကို तू ချစ်တဲ့ဟာလားပုံကုတ်တယောက်ရဲ့ဓာတ်ပုံတင်လိုက်တယ်ဓာတ်ပုံကို तू အကောက်မတဲအဲ့ဒါလည်း905နဲ့ဆိုရတယ်ဗျာ ငါငါဆိုထောင်သုံးနှစ်ချရတယ်အဲ့ဒီမျိုးသမီးကိုလေကပ်ပုံလေးတစ်ပုံတင်လိုက်တာအဲ့တော့ပန်းလေးတစ်ပွဲပန်လိုက်ရင်လေငါငါသုံးနှစ်တဲ့ဟာအဲ့ကျွန်တော်ဟာကြတော့ဘုရုံမူကြီးမြောင်းတယ်ကိုရေးထားတာမှန်တော်လဲကျွန်တော်ရေးတာမဟုတ်ဘူးဗျတော့ကျွန်တော်အောက်မှာတော့ရှိတယ် CND ကပြန်ကြလာတယ်ကျွန်တော်အောက်မှာတော့ကျွန်တော်ပြောရတဲ့ဓာတ်ကြီးအများကြီးရှိတယ်နော်ညှိချင်တယ်ညှိမှာပေါ့ဗျာဓာတ်တွေကိုဓာတ်တွေနဲ့မစွဲပဲနဲ့ ိုအကောက်တုကဟာရေသူတို့ဆိုတော့သူတို့မှားနေပြီမှားနေပြီသူတို့အဲ့ဒါကိုလည်းပြန်ဖြတ်လို့မရတော့နော်အမှကျွန်တော်အကောက်စက်ကဟာဆိုရင်ကျွန်တော်ဘာမှပြောစရာမရှိဘူးနော်ညှိရှင်နဲ့ညှိမှာပေါ့ဗျာအကောက်တုကဟာကြီးနဲ့ဆွဲရပြီးတော့သူတို့အမှသူတို့ကျွန်တော်ထောင်ချလို့မရဘူးလားဒါပေမဲ့ချချတယ် တော်ဘုရားမူကြီးမြောင်းလဲနဲ့တော့နိုင်ငံတော်ဆိုတာဘယ်လိုလုပ်သိနိုင်မလဲသူတို့မှာတာဝန်တွေများကြီးအောက်ချင်ရဲစခန်းနေမှာ905ကကြီးနဲ့ပတ်သက်ပြီးတော့ဟုတ်လားမမမကနိုင်ငံသားတွေကိုဒီလိုဖြစ်နေတာကိုနိုင်ငံတော်ဆိုတာမသိနိုင်အများကြီးတူးချင်းနေလည်းမသိနိုင်သို့တော့သူတို့နောက်ပိုင်းကြည့်ပြတယ်သူတို့ကြားကျင်တယ်ကြားမှာပေါ့เนาะအများလာတဲ့ခါကျတော့သူတို့မှာထောက်လိုက်ဖွဲ့စည်းပါညာရှိတယ် အဲ့တော့ဒီငါငါကကြီးတွေကိုအခုလွတ်ပေးလိုက်တယ်အဲ့လွတ်ပေးလိုက်တယ်အကုန်လုံးအချုပ်သွားတယ်ဗောနော်ဒီလိုတွေဖြစ်လာအဲ့တော့ထာဝရကျေးဇူးမတင်သေးဘူးလားလွတ်ပေးတယ်ဆိုတာခင်ဗျအောက်ချီကလွတ်ပေးလို့မရဘူးဒီအကျဉ်းသားတရားကိုလွတ်ပေးတယ်ဆိုတာနိုင်ငံတော်ဟာလားတမရယာယီတမရဟာလားနိုင်ငံတော်အစိုးရအဖွဲ့ကသာလွတ်ပေးလို့လူငယ်ချမ်းသာကိုပေးလို့ရတာ အဲ့တော့ဒီလိုငါကကကြီးဒီမှာဟုတ်လားကျွန်တော်လိုမဟုတ်မမှန်မင်းနဲ့ထောင်ချရတာအဲ့တော့ကျွန်တော်ဆိုသုံးနှစ်ကြာရတယ်နေသားတစ်နှစ်ပဲရသေးတယ်ကျွန်တော်နှစ်နှစ်လောက်နေရအောင်ပါအဲ့ကျွန်တော်ကျေးဇူးမတရားဘူးလားကုစည်းကျန်တဲ့ငါးငါးတွေလည်းဒီတိုင်းပဲဘာမောက်တာလေးနဲ့သူကြီးညိုလေးသားတဲ့လူရဲ့ပုံကိုပုံလေးတဲ့ပုံသူ့ဖိဖို့ကောက်မှာသူတင်လိုက်တာနဲ့အဲ့ဒါ900ငါးတဲ့ ဲအဲ့ဒီကောင်မလေးဟုတ်လားကျွန်တော်နဲ့လှိုင်မှာတူတူနော်လှိုင်မျိုးနဲ့တရားရုံးမှာသုံးနှစ်ချလိုက်ရယ်ကဲသူလည်းတစ်နှစ်လောက်ပဲနေရသေးတယ်အဲ့တော့ကျေးဇူးမတင်ရဘူးလားလှုပ်ပေးတဲ့ဟုတ်လားနန်တော်ကြီးကဘုရုံမီမောင်းလိုက်အောက်ချီမှာကအဲ့လိုတွေဖြစ်နေတာအဲ့ပန်းလေးတွေပိုင်နေသုံးနှစ်တဲ့ဟာ ကျွန်တော်ဆိုရင်လုံးဝကျွန်တော်ရေးတာမဟုတ်ပဲနဲ့ဆက်တည်းကျွန်တော်ချရယ်လာရှင်းရတယ်အဲ့ဒီရဲတွေအခုတက်နေရှင်းရတယ်အဲ့တရားသူကြီးအခုတက်နေရှင်းရတယ်နော်ဒါပေမဲ့ကျွန်တော်မတိုင်တော့ဘူးညာဒီသူတွေကိုဟောဝန်ထမ်းဆိုတာပြုတ်သွားပြီရယ်တို့ရာသူတွေရှားလို့မရတော့တို့သားသမီးဒုက္ခရောက်မှာကျွန်တော်မတိုင်ဘူးဒါကိုစီပြောလာလို့ဂျေဇုမတင်တတ်ဘူးဒီအစိုးရကိုပြောလာလို့ကိုစီကိုကျွန်တော်ရှင်းတာဂျေဇုတင်တယ်ဗျဂျေဇုတင်တတ်တဲ့သူဂျေဇုတင်ရမယ်ဗျနော် ်ခင်ဗျားတို့ကအစိုးရနဲ့ပြည်သူကိုတွေးခွဲဖို့တော့ပဲဟုတ်လားတမတော်နဲ့ပြည်သူတွေးခွဲလို့ကခင်ဗျားတို့နားလည်နေကျွန်တော်ဖားရပြီးပြောနေတာမဟုတ်ဘူးဖားရပြီးမပြောလို့လဲကျွန်တော်ဟုတ်လားအန်ဒီစိုးလက်ထက်တော်လဲကျွန်တော်ထောင်ချတယ်နတ်ဆကအစိုးရလက်ထက်တော်လဲကျွန်တော်ထောင်ချခဲ့ရကျွန်တော်ဖားရပြီးဘာမှပြောစရာအကြောင်းမရှိဘူးနော်ကျွန်တော်ရွေးကောက်ပွဲဝင်မဲ့လူလည်းမဟုတ်ဘူးဘယ်ပါတီဝင်မှလည်းမဟုတ်ဘူးအစိုးရနဲ့ပေါင်ပြီးပါမစ်လှုပ်ရှားနေတဲ့လူလည်းမဟုတ်ဘူးကျွန်တော်ကျွန်တော်လေလေးလှုပ်ရှားလေးလှုပ်ဟုတ်လား မိဘခြံဝါပေးတဲ့ခြံလေးပါလေးနဲ့ကျွန်တော်စားနေတာဗျနော်ခင်ဗျာကျွန်တော်ဖားရပြီဘာမှပြောစရာမလိုဖားရပြီဂျေစုတင်တယ်လို့ကျွန်တော်ပြောမှလည်းမဟုတ်ဘူးဂျေစုတင်တိုက်လို့ဂျေစုတင်တယ်ဗျာဘုဇုံမူကြီးမြောက်လိုက်ဒီငါငါတွေထုတ်ပေးတဲ့ကိစ္စဒါကိုခင်ဗျားတို့ဟာဟာကျေးဇူးမတင်တတ်ဘူးမတရားဖမ်းနာတယ် ။ဘာကြောင့်ဟုတ်တယ်မတရားဖမ်းတာကဘသူကဖမ်းတာလဲ။ကျွန်တော်မတရားထောင်ချတာဘသူထောင်ချတာလဲ။ဘုရားမကြီးမြောက်လာထောင်ချတာမဟုတ်ဘူးဗျ။အောက်ခြေကရဲတယ်။တရားသူကြီးတွေကျွန်တော်မတရားထောင်ချ။နော်ဒါဘုရောမူကြီးမရလဲမသိနိုင်ဘူးတနိုင်ငံလုံးဖြစ်နေတာသူ့မတော်ဝင်ကြီးအဲ့တော့ဒါတွေကမှားရင်းနေတာကြီးများလာခါကျတော့သူလျှော်ပေးလိုက်သူလှုပ်ပေးလိုက်တာဘလောက်ကောင်းလဲဗျာ ခင်ဗျားတို့ကျွန်တော်တို့ဆိုနှစ်လောက်ကျွန်တော်မှတစ်နှစ်နေလိုက်ရတာနော်ကျွန်တော်စီးပွားရေးအများကြီးထိခိုက်သွားတယ်ကျွန်တော်သားသမီးတွေစိတ်ရှင်ရလူမှုစီးပွားရေးအများကြီးထိခိုက်အဲ့တော့ကျွန်တော်နောက်နှစ်နောက်နေသားနှစ်နှစ်ကြံသေးတယ်တကယ်တော့မလွတ်သွားဘူးနေတော့ဆော့ရတဲ့ပါဆိုထောင်ထဲမှာတစ်နှစ်ကျော်နေရအောင်ကဲကျွန်တော်ကျေးဇူးမတရားဘူးလားကိုစည်းခင်ဗျားတို့ကဟာလားအစိုးရနဲ့ ပြည်သူကိုသွေးခွဲဖို့တမတော်နဲ့ပြည်သူသွေးခွဲဖို့ပြည်သူအချင်းချင်းသွေးခွဲဖို့ခင်ဗျားတို့နိုင်ငံသားမှနေတဲ့တွေ့ဒီလောက်ပဲခင်ဗျားတို့နားလဲခင်ဗျားတို့ကြောင့်ဒီသွေးတွေ꽌ပြီးတော့ဟာလားစိတ်ဝင်တွေ꽌ပြီးကျွန်တော်တိုင်းပြည်ကြီးမှာဟာမငြိမ်းမချမ်းဖြစ်နေတယ်ခင်ဗျားတို့နိုင်ငံသားကနေတဲ့နေရဲ့ခင်ဗျားတို့လူလူမျိုးတွေခင်ဗျားတို့လူဟာလားမြမပြည်ပေါ့လူမျိုးတွေကြောက်ရပါတယ်ဗျနော်အဲကျွန်တော်ခင်ဗျား တိုင်းပြည်ငြိမ်းချမ်းရေးအတွက်တိုင်းပြည်ကောင်းမှုကျွန်တော်ပြောနေတာခင်ဗျားကိုစိတ်ဆိုးလို့ပြောနေတာမဟုတ်ကုစီခင်ဗျားတက်ရောက်တယ်လည်းမဟုတ်ခင်ဗျားလိုလူမျိုးတွေအများကြီးလိုင်းမုံနော်အဲ့ဒါကျွန်တော်ကျေးဇူးတင်ရမယ်ဗျာတော့ဒါကိုခင်ဗျားကကျေးဇူးမတင်ရဘူးကျေးဇူးမခင်ဗျားကြီးပဲမဟုတ်ဘူးအဲ့ဒီခင်ဗျားလိုမျိုးပြောတဲ့ကောင်အဲ့ဒီ YouTube မှာဟောတာလိုင်းမုံတွေမှာအများကြီးဟုတ်လားကျေးဇူးမတင်